အကြောင်းအရာတစ်ခုကြောင့်ဆိုဗီယက်သင်းကိုဟင်းဝင်ရဲနဲ့လက်ထပ်လိုက်ရတာနောင်တရနေတဲ့ဆိုဗီယက်မိခင်ဆိုဗီယက်သင်းကိုဟင်းဝင်ရဲနဲ့ပေးစားပြီးမှနောင်တရနေတာကဆိုဗီယက်သင်းရဲ့မိခင်ဒေါ်မာလာခင်ပါရွှေကိုဗိတာဝစ်စုံနဲ့ဘီလီယံချီတန်တဲ့လက်ဖွဲ့တွေနိုဗိုတယ်ဟိုတယ်ကခန်းသားတွေပြင်ဆင်တွေအားလုံးကိုကြည့်ပြီးပရိသတ်တွေကဇန်နဝါရီတဲကမင်္ဂလာဝဲကြီးတခုလို့ချီးကျူးနေကြတာပါသူတို့သားသူတို့သမီးနှစ်ဖက်မိမာပွဲတက်လာတဲ့ဧည့်သည်တွေအားလုံးရဲ့မျက်နှာပြုံးတွေနဲ့ပျော်ရွှင်နေကြတဲ့အမြင်တွေပါပဲဒါပေမဲ့ဒီလိုပျော်ရွှင်မှုခမ်းနားမှုတွေအားလုံးရဲ့နောက်ကွယ်မှာ ။ဆွေပြည်သည်မိခင်ကရေနာစရာမိခင်တယောက်ရဲ့နောင်တဆိုတဲ့ခန်းစားချက်ကိုထုတ်ပြလာပါတယ်။ဒီစကားကိုပြောခဲ့တာကတော့ခြားသူမဟုတ်ပါဘူး။သူတို့သမီးဆွေပြည်သည်ရဲ့မိသမီးခင်ဒေါ်မာလာခင်ပါပဲ။အားလုံးကပျော်ရွှင်ကျေနွနေကြချိန်မီဒီယာတွေရဲ့အမေးမှာဒေါ်မာလာခင်စီဟာထွက်လာတဲ့စကားတန်တွေကပရိသတ်တွေအားလုံးကိုအံ့အားစေခဲ့ပါတယ်။သူမကသမီးလေးကိုဟင်းဝီရံနဲ့လက်ထက်ပေးလိုက်ရတာနောင်တတောင်ရှားမိတယ်လို့ဆိုပြီးတော့ဝန်နေတဲ့တန်နဲ့ဖွင့်ဟပြောလာခဲ့ပါရယ်ဟင်းဝီရံလိုနိုင်ငံကျော်ထိတ်တန်းမင်းသား ရုပ်ရည်ရောတိုင်းဝိုင်းမှာပြည်ပြည်စုံတဲ့တထေသားတယောက်နဲ့လက်ထပ်လိုက်တဲ့စုပြည်သင်ရဲ့ဒီလောက်ခန်းထားတဲ့မင်္ဂလာပွဲကြီးကိုဘာလို့မိခင်တယောက်ကနောက်တားရရဆိုတဲ့စကားလုံးကိုသုံးရတာလဲ။တမတ်ကိုမကြိုက်လို့လား။ဒါမှမဟုတ်ပွဲကိုမကြည့်နဲ့လို့လား။လောကမဟုတ်ပါဘူး။အကြောင်းရင်းစစ်မှန်ကတမဲဖြစ်သူနဲ့ပတ်သက်လို့မဟုတ်ပေ။တမီးဖြစ်သူပေါ်ထားတဲ့မိခင်မြတ်တာကအတိုင်းစမရှိကြီးမားနေလုံးလုံးပါပဲ။အတွင်သတင်းတွေမှာဖော်ပြထားသလိုဒေါ်မလာခင်တွေစုပြည်သင်ဆိုတာတမီးတယောက်ဆိုတာတဲ့အရေးလိုအမြဲတမ်းတူရှိနေခဲ့တဲ့တငယ်ချင်းအဖော်တယောက်လို့ဖြစ်နေကြတာပါ။ ဒေါ်မလာခင်ကိုရင်ပြောကြားခဲ့တာကအစရေကတမီလေးနဲ့ဟိုသွားတီသွားအမြဲတမ်းတူတူသွားနေကြမလို့အခုလိုခွေရတော့မှမို့အမေတယောက်အနေနဲ့မနေတတ်ဘူးဆိုပြီးတော့ပြောခဲ့ပါရီသူတို့သားမီးရဲ့တန်ရုံးစဉ်ဟာရန်ကုန်မှာနေဆိုင်ပါရီအခုကိုယ့်ရဲ့အရေးလိုဖြစ်နေတဲ့တမီးလေးကိုတယောက်ထည့်ထားခဲ့ရတော့မှအစားမိသားစုတစ်ခုစီကိုပြီးပိုင်ပေးလိုက်ရတော့မှဆိုတဲ့အတီးကမိခင်တယောက်ရဲ့နှလုံးသားကိုဝန်းနေချင်းဆိုတာထက်ပိုပြီးတော့နောင်တရရဲ့လူတော်မှခန်းစားတဲ့အတီးလက်နဲ့ရှိုင်းရှိုင်းနာကျင်သွားစီတာပါဆိုပြရတော့အမေကိုတမီးလာတွေးပါမယ်ပြောထားပါရီ တကယ်တော့ဒီခံစားချက်ကဒေါ်မလာခင်ပြောက်တဲ့ဖြစ်နေရမဟုတ်ပါဘူး။ဂျပန်မှာလည်းဒိုသားဟင်ဝေရဲ့မိခင်ဒေါ်ဆဆန်ဝင်းကလည်းသူ့သားလေးသူ့တော်ကောင်းလေးဖြစ်ကြောင်းအထက်ပုဂ္ဂိုလ်တွေကနမိန်နဲ့မွေးဖွားလာတာဖြစ်ကြောင်းတာသမီလေးယောက်တည်းမှာအိမ်မဆုံးဖြစ်လို့ခုလိုမင်္ဂလာဆောင်ပြီးလက်လွတ်လိုက်ရတာကိုနှမျောချောင်းဝန်းနေချောင်းမျက်ရည်တွေနဲ့ပြောကြားခဲ့ပါသေးတယ်။ဆိုပြတဲ့စဉ်လို့ချွေးမလေးရလို့ဝန်းတာပေမဲ့မိခင်တယောက်အနေနဲ့တော့ဝန်းနေမိတယ်လို့ဆိုခဲ့တာပါ။ ဒီလိုမိခင်နေရာလုံးကငါသားကလိမ္မာဆုံးငါသမီးကအခြေဆုံးဆိုပြီးပြန်ရင်ဆိုင်လျော့တတဝန်းနေပြနေကြတာကိုကြည့်ပြီးပြိသက်တရားအမေနေရာလုံးကဒီလောက်နဲ့မျောနေကြရင်မင်္ဂလာပွဲကြီးပြီးပြီဆိုတော့ကိုသားသမီးကိုရင်ကိုပြန်ခေါ်သွားကြပါတော့လားဆိုပြီးချစ်စနိုးနဲ့စားနာပြောဆိုနေကြတာဖြစ်ပါရီတကယ်တော့ဒါဟာမေတ္တာတရားဆက်ပါပဲလောကကြီးမှာသားသမီးကိုနောင်တရရမလို့ချစ်တဲ့မိဘရဲ့မေတ္တာတဲ့ကြီးမားတဲ့ရာမရှိတော့ပါဘူး ဆိုပေသစဉ်တယောက်သူ့ဘဝရဲ့အရေးကြီးဆုံးနေ့မှာသူ့ကိုဒီလောက်ထိခွဲခွာမသွားရနိုင်လောက်အောင်ချစ်တဲ့မိခင်တယောက်ပိုင်ဆိုင်ထားတာတကယ်ကံကောင်းခြင်းပါပဲပရိသတ်တို့အရောမိခင်တယောက်ရဲ့ဒီလိုနှမျောခြင်းနောင်နာရတယ်လို့တောင်မှညီးမိတဲ့ခံစားချက်ကိုနားလည်ပေးနိုင်မလားဒါကမိခင်နိုင်ကြုံရတဲ့သဘာဝတရားတစ်ခုလိုပဲထင်မိပါသလားမချက်မှာကိုယ့်ရဲ့မြင်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်